ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ Liverpool Premier League ဖလားရမယ်လို့ယာစီစားကပြောခဲ့ရင်ယူနေပြီလို့ဝိုင်းပြောခံရမှာဆိုပြီးပြောလာခဲ့တဲ့ Liverpool Gold Mahon Liverpool Gold Mahon တို့ဖြစ်တဲ့ West Ham ကတော့ယခုနှစ်ဘောင်းလုံးယာစီစားဖြစ်တဲ့ Augustla မှာတော့ Liverpool ဦးသိန်းဒီနေ့ဘောင်းလုံးယာစီစားဖြစ်တဲ့ Augustla မှာတော့လေဘာဦးသိန်းဒီနေ့ဘောလုံးရာသီမှာပရီးမီးယားလိဘလားကိုရယူနိုင်ပါမလားဆိုပြီးလူတွေကိုမေးမြန်းမယ်ဆိုရင်အားလုံးကတော့ဘလို့လို့ဖြစ်နိုင်မှာလဲလို့ဆိုပြီးတော့ဒါပြန်ပြီးတော့ဖြေချသွားမှာဖြေချောင်းကိုထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဘာလို့လဲဆိုတော့လေဘာဦးသိန်းကိုကင်တွယ်ခဲ့တဲ့နီးပြဂျာဂျန်ကလော့ဖြစ်ပါတယ်။ ကလော့ကအလုပ်တွေရန်လုပ်ခဲ့တဲ့နီးပြားတယောက်ဖြစ်ပြီးတော့လေဘာဘူးရဲ့ဒုတိယရွှေကိတခေတ်ကိုထူထောင်နိုင်ခဲ့သူပါဒါတော့ကလော့ထွက်ခွာသွားပြီးတဲ့နောက်လာကင်တွဲတဲ့နီးပြားအနေနဲ့ကလော့လိုလိုက်ပြီးတော့လုံနိုင်ဖို့အတော်လေးကိုခက်ခဲမှာပါဒါအောင်အားလုံးလည်းမြင်ပါလေဒီအချိန်မှာလေဘာဘူးနဲ့အမူရင်တို့လိုနီးပြားမျိုးတွေသတင်းထွက်ခဲ့မိတကယ်တမ်းမှာတော့လေဘာဘူးကဖီနူးကနေ slot ကိုပဲခိုးခဲ့ပါလေဒီပေါ်မှာအားလုံးကလည်းအားသင့်ခဲ့ကြပါလေ slot ကဖီနူးကိုစူလာရရယူပေးခဲ့တဲ့နီးပြားမျိုးဆိုပေမဲ့ပရီးမီးယားလိုခက်ခဲကြမ်းတမ်းတဲ့ league နောက်ပြီးတော့အဲ့ဒီမှာမှာ club ထားခဲ့တဲ့လူစင်းကိုအဆင်ပြေအောင်ဆက်လက်ကင်တွယ်ဖို့ဒါတွေကထင်းတော့လွဲပါမလားဆိုပြီး ားလုံးကတန်တရားစိတ်တွေရှိနေကြကြပါတယ်။ Ibert ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။လေဘာပရိသတ်တွေကိုတိုင်ကကလော့မရှိတော့လေဘာဝရဲ့အနာဂတ်ပေါ်စိတ်ပူခဲ့ကြပြီးတော့ slot ရောက်ရှိလာချိန်မှာတော့ ဒီအသည်မှာဆိုးရွားတွေမဖြစ်ရင်တော်ပါပြီလို့စိတ်ထုံးထုံးချထားခဲ့ကြတာပါစလောနဲ့ဒူလီဘာဟုကအ ਨੇ စုံတော့တရားသည်ကနေနှစ်အသည်လောက်ကြားမှာပြန်ပြီးတော့လဲတီဆောက်ရအောင်မှာပါလို့ထင်မိဥစားထားခဲ့ကြရလဲဖြစ်ပါတယ်ဝက်စတာဘဲကတော့ဒီခိုက်တန်တွေကိုပြန်လဲပြီးတော့သုံးသပ်ပြခဲ့ပါတယ်ကလော့ဖ်ဟာကွင်းထဲမှာနေမဟုတ်ပဲလီကိုပါဆိုးမိုးနိုင်ခဲ့တဲ့နောက်ဖျားတစ်ပါးဖြစ်ခဲ့တာပါသူကကလပ်ကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲပေးခဲ့ပါတယ်လို့ပြောခဲ့တယ်ဒါပြင်လီဘာဟုတင်းကနေကလော့ဖ်အားယူတော့မယ်ဆိုတဲ့အချိန်မှာဇာဘီလွန်ဆိုအင်မိုရီနိုလိုနီးပြမျိုးတွေကပဲ နာမည်တောက်လျှောက်ကြီးနေခဲ့ပြီးတော့သူစင် slot ရောက်ရှိလာလိမ့်မယ်လို့ထင်တော်မထင်တာဘူးလို့ Wester Bay ကပြောပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ Wester Bay ကအမှန်တိုင်းဝင်ခိုင်းမယ်ဆိုရင်အဲ့ဒီ chain တုန်းကကျွန်တော်အာနေရဲ့အကြောင်းကိုတွေးတော်မတွေးမိပါဘူးအင်္ဂလန်မှာဘယ်သူကမှသူ့အကြောင်းကိုမပြောကြပါဘူးတချို့တွေဆိုရင်သိကြမှာတော့သိကြပါလိမ့်မယ်ဘောလုံးကိုသိကြတဲ့သူတွေတိုင်းကအာနေကင်တွဲရမယ့်အလို့ဆိုတာကြားကောင်းအောင်တန်းရှာလာမျိုးလို့တော့မှပြောလို့ရမယ်ခက်ခဲကြမ်းတဲ့လုံကြီးဖြစ်တယ်ဆိုတာအားလုံးသိကြပါတယ်ဒါပေမဲ့ဘယ်သူကမှမထင်ထားခဲ့တာကိုအာနေကလုံပြနိုင်ခဲ့ပါတယ်လို့ជីဂျူးပြောဆိုသွားခဲ့တာပါ ဝက်စာပဲပြောသလိုပါပဲစလော့ကသူ့ကိုဘယ်သူကမှအထင်မကြီးပေမဲ့အားလုံးကပါဇာဟောင်းသားဖြစ်သွားစေနိုင်လောက်တဲ့ဇွမ်းဆောင်မှုမျိုးလုပ်ပြနိုင်ခဲ့ပါတယ်။ယာတီဖွင့်ပွဲတင်ဖြစ်တဲ့အစ်ဆွေနဲ့ပွဲလောက်ထိစလော့ရဲ့အသင်းကိုပရိသတ်တွေကအတိမတ်ပြုတ်မပေးကြသေးပါဘူး။ဒါပေမဲ့စလော့ရဲ့လီဗာပူးကယာတီစမှပြသခဲ့တဲ့ဒီနေ့နဲ့ခြေစွမ်းတွေကိုတောက်လျှောက်ဆက်ပြီးတော့ထိန်းထားနိုင်ခဲ့တာကြောင့်အားလုံးကလီဗာပူးကိုတတိထားမိလာခဲ့ကြပါတယ်။လီဗာပူးကတင်ကျင်တဲ့ကစားနဲ့နိုင်ပွဲတွေတောက်လျှောက်ရယူပြနေပြီးချန်ပီယံလိပါဝင်ပြိုင်ပွဲရဲ့မှာရလက်ကောင်းတွေကိုဇက်တိုက်ပုံဖော်ထားနိုင်တာကြောင့်လီဗာပူးကဒီယာတီမှာစုပလားတလုံးလုံးကိုတော့ ရယူနိုင်မှန်းရှိတယ်လို့စတင်ပြီးတော့ထင်ကြေးပေးလာခဲ့ကြပါတယ်။ဒီကြားထဲမှာ slot လေးလှိုင်းချမ်းလေထန်ကာလာတွေကိုဖျက်ဆန်းခဲ့ရတာပါပဲ။ Champions League ကနေပြုတ်လာခဲ့ရတယ်။ Carabao Cup Final မှာကာဆယ်ကိုရှုံးခဲ့တယ်။ Liverpool အတွက်အချီးကြီးနှင်နာခဲ့ရတဲ့ကာလာတွေဖြစ်ပါတယ်။ Liverpool ပရိသတ်တွေကတော့ last shot တွေစကားတွေကိုပြောလာခဲ့ကြပါတယ်။ဒါပေမဲ့ Legend Premier League ဖလားကိုတော့ slot ကအထီးကိုင်မခံခဲ့ပါဘူး။ဒေချာလေး onside ကစားနေတဲ့အခုကစားခဲ့တဲ့ Spain နဲ့ပွဲတွေမှာ9-1နဲ့6ပြအနိုင်ပြီးတော့ Champions ဖြစ်တဲ့အောင်ပွဲခံနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါလေပါဦးအတွက်အကျဉ်း20မြောက်အစီအမံအမှတ်ပေးစုဖလားပါ။ ကာသီပြိုင်မဲ့မန်ယူရဲ့စံချိန်ကိုအမီလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လာမယ့်နှွေမောင်းနဲ့လဘာဦးတင်မှာအပြောင်းလဲဒီကြီးမားထပ်ဖြစ်လာနိုင်ပါသေးတယ်။စလောနေနဲ့ဒီဟန်ချက်ကိုဆက်ထိန်နိုင်မလားဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းနေတာပဲဖြစ်ပါတယ်။စုံလင်ကြီးပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။